ညနေပါလို့စားကြမလဲစားမယ်စားပါလေစားရအောင်စားမယ်ညဘာစားမလဲစားပြီမမတက်ပြီမဟိုအရေးတော့ဒီနမလိုက်ပါရေးတော့ဘာစားတော့ဟာဟာညညတုံရမ်းခဲလေးနဲ့တုံရမ်းလေးနဲ့ချက်ပြီးမယ်โอเคသူကညတိယောက်ကညတိကြတဲ့ညညလာစားပြောမှာကိုယူလာခေါ်ခိုင်းလိုက်တယ်နော်ချက်သားကတော့ဒီချက်သားကိုရေခဲတက်တာအခဲခံနဲ့ထည့်ထားပြီးတော့အသားလေးတွေလွှာထားလိုက်ပါ ပြီးရင်သားလေးတွေလွာပြီးပြီဆိုလို့ရှိရင်တော့กินแม่บ้านบ่อท้อบัดลิดิตกပြီးတော့กินน้ําไล่มั้ยบ่เนาะဒီบ้านလေးเนี่ยอ้ากินซ่าราလေးยังซ่าลูกกောင်းน่ะหมูลูกคณะๆกินซ่าဖြစ်ပါတယ်ရှင်อ้าလေးတွေကိုปပါလေးတွေလွာရတဲ့အခါကျတော့အကြာကြီးလည်းกินเสียမလို့တော့ပါဘူးจตาလေးอ่ะฉูပြီးတော့အချင်းလေးเนี่ยလည်းยังไล่ဖတ်တယ်ပေါ့เนาะဒီအချင်းလေးကတော့จม้าတစ်ခေါက်တင်ထားဖို့ပါတယ် link လေးပြန်ထည့်ပေးပါမယ်ရှင်ဒီချင်းလေးရရွှေကောင်းကအချင်းလေး inspire ယူပြီးတော့ဖြော်ထားတာပေါ့နော်အကင်းနဲ့အလိုက်ဖက်ဆုံးအချင်းပေါ့နော် ဒါကွာလို့စတားကိဘွားလို့ဆိုလို့ရှိရင်တော့တုံရဟင်းလေးချက်မယ်ပေါ့နော်တုံရဟင်းတော့ကတော့မြစ်ပါမယ်ငါးကောင်းတုံရဟင်းငါးကောင်းတုံရဟင်းလေးချက်မယ်ပေါ့နော်ငါးကောင်းတုံရဟင်းကငါးကောင်းပါမယ်မောင်လာဥမီလေးပါမယ်မောင်လာဥမီလေးလေးကိုကိုစိတ်ကြိုက်မိမိစိတ်ကြိုက်လေးနိုင်တယ်နော်ကျမကတော့အဆင်ပြေတယ်လို့လေးထီးထားလိုက်ပါတယ်ပြီးတော့ညူဒီစိန်လေးကိုလည်းကကြီးတက်ကြိုက်ထားလိုက်မယ်ပြီးတော့ပန်းပွင့်လေးထည့်ပါတယ်မြှင့်ထည့်ပါမယ်ပြီးတော့ရင်ပေပြားလေးတွေကိုလည်းကိုလိုတဲ့လောက်အနေထားလေးတွေတုံးထားလိုက်ပါမယ်ရှင်လိုလေးပေါ့နော် လို့တည်တည်လေးတုံးထားလိုက်ပါတယ်။ပြီးတော့ငုံလေးလည်းခွာထားလိုက်ပါတယ်ရှင်။ဒါကတော့တုံရမ်းနဲ့မှထည့်ချက်မဲ့တုံရမ်းခဲလေးပါပဲရှင်။အိမ်မှာပြောင်းမှုလေးတွေရှိတာနဲ့ပြောင်းမှုကလည်းချိုနေရတယ်လေ။ကျွန်တော်ပြောင်းမှုလေးပါတစ်ခါတည်းထည့်ထည့်လိုက်ပြပေါ့နော်။ဒါတုံရင်းကြီးနွေကိုထဲမဲ့တော့စွတ်စွတ်အနေနဲ့စွတ်စွတ်ရှူနေကိုမြင်အောင်ထောင်းလိုက်ပါမယ်။ ซื้อซื้อง่ากองกูมาใจเนี่ยสิกันไปบ่เนาะหน้ามาจะมาเอาทางหน้าจะต้นสีเบสต้นนี้เลยเนี่ยสีเยสไม่มองยังง่ากองเนี่ยสิตะไหลไปไหมเดี๋ยวที่ใส่โมกูสีตะทาราลิสีตะไหลไปบ่เนาะอาจารย์ตาลุยาวโนเลยสตีโอจีเนี่ยเจอไรเด้ง่ากองกองจีดีไปเลยง่ากองจีดีไปนะเชิงกองดีบ่เนาะเชิงกองดีไหมง่ากองดีเลยใช่ไหม ငါကောင်းကြီးကချမ်းနေလဲချမ်းလို့ရတယ်ပေါ့နော်ကျမတို့ကတော့ငါကောင်းချမ်းလိုက်လို့ရှိရင်သားတွေပဲကုန်မှာအကျိုးလို့လေမချမ်းတော့ဘူးလေဒီတိုင်းပဲထည့်ပြီးတော့စီးကလိုက်ပါရရှင်စုံကြီးကြီးလို့ထည့်လိုက်ပါမယ်ဒီပါလို့ရှိရင်ဒီရည်လေးလုံးမျိုးပါလို့ရှိရင်ဖယ်ထားမယ်ဆံပြာကြီးလေးလက်ထည့်လိုက်မယ်ချုံမုတ်ထည့်ပါမယ်ဒီငါးကောင်းကိုကြောက်အောင်ရင်းလုံးလိုက်မယ်ပေါ့နော်လုံးပြီးသွားလို့ဒီစူပွက်ပြီးတော့ခန်းနဲ့အနေနဲ့ငယ်ခန်းနဲ့နေထားလောက်ရောက်တဲ့အထိကျမတို့အရင်ဆုံးဒီခေါင်းကိုချက်သွားလိုက်မယ်ပေါ့နော် နားကောင်းချက်တဲ့နေထိုင်တော့ဒီချက်သွားပြီးလိုက်ပါမယ်ရှင်။ညလေလောက်ကမှနေပူနေသေးတယ်ညနေပိုင်းရောက်တော့မိုးတွေကအုံလာမိုင်းလာပြီးတော့လေမိုးအုံလေးမှာငါးကောင်းဟင်းညိုလေးနဲ့အကင်လေးနဲ့ဆိုတော့ရှယ်ပဲပေါ့နော်ခေါင်းလေးတွေကြည်ဝါးမှာဆိုလို့ပေါ့နော်ကျွန်တော်တို့အတီးနဲ့နေထည့်ပြီးွားတော့မှာပဲခေါင်းကိုပြန်ထည့်မယ်ပေါ့နော်အဲ့တော့ခေါင်းကလည်းစက်တဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဖယ်ထားလိုက်ပါမယ် ဟုတ်ခေါင်းမှာတခါတည်းထဲချက်လို့ရှိလို့ရှင်ခေါင်းနေလုံးဝကြည်ဝါလိုက်မယ်ပေါ့နော်အဲ့တော့ခေါင်းကိုခဏတော့ဖယ်ထားလိုက်ပြီးအသီးနှံတွေကိုအရင်ဆုံးချက်မယ်ဥနီလေးတွေအရင်ထည့်လိုက်ပါမယ်ကျုပ်ကလည်းမြင်ပြီ။ဒီမြင့်ကလေးပြုတ်ပြီးသားလေးပေါ့နော်။မြင့်ချူချူလေးပေါ့ရှင်။ အသီးနှံ၃မျိုးကိုအရင်ဆုံးထည့်လိုက်မှာ၄မျိုးပေါ့နော်ပြောင်မှုလေးနဲ့ဆိုသီးနှံ၄မျိုးကိုအရင်ဆုံးထည့်လိုက်ပါမယ်ဒီကြက်ဒါလေးလုံးဝစူပတ်သွားတဲ့နေထားရောက်တော့မှရေထည့်ထည့်နေပေါ့နော်။ခေဟီလေးကပုတ်ပွားစူလာပြီဆိုရင်တော့ရေထည့်လိုက်ပါမယ်။ ခေထုံးဆန်တိုင်းပြီးပြတ်သွားတာနဲ့ပဲ gas over ပဲတင်ပြီးတော့ရတာတွေတခါတည်းထည့်လိုက်မျိုးပေါ့နော်ချိုးမုတ်ထည့်တယ်စားထည့်တယ်ငံပြားကြီးထည့်ပါမယ်ရတာတွေအားလုံးရောသမသာအောင်ဖွေပြီးတော့ဂျန်နဲ့ပဲပြားနဲ့ငုံလေးထည့်လိုက်ပါမယ်ပြီးွားရင်တုံရန်ခဲလေးတွေလည်းထည့်လိုက်မယ်ပေါ့နော် နောက်ဆုံးရိုသီးစင်းလေးထည့်မယ်ပြီးတော့ကြက်ဥလေးတလုံးလောက်ဖောက်ထည့်လိုက်ပါတယ်ပြီးသွားရင်အားလုံးရောသမသွားအောင်မှုပြီးပြီဆိုရင်တော့နောက်ဆုံးမှငါးကောင်းလေးကိုထည့်လိုက်ပါမယ်ငါးကောင်းလေးကိုဖယ်ပြီးထည့်ထားတဲ့ခါကျတော့လေငါးကောင်းနေရာမလဲမကြည့်ဝါဘူးပေါ့နော်နောက်ဆုံးမှပင်စင်းလေးထည့်လိုက်ပါတယ်ပင်စင်းနေရာမှာရှမ်းနံနဲ့ထည့်လို့လည်းရတယ်ပေါ့နော်အိမ်မှာတော့ပင်စင်းရှိနေရာနဲ့ပင်စင်းလေးပဲထည့်လိုက်ပါတယ်ငါးကောင်းတုံရဟင်းညိုလေးလဲကျသွားပြီဆိုရင်တော့စားဖို့စင်စစ်ဖြစ်သွားပါပြီရှင်။ 还锻炼锻炼啥呢？咿呀咿呀。啥呢？什么、嗯？什么呀？那。什么？什么？ 来呗来呗，来嘞？咋不捡了吧？别出来嘛！过来。那你们那都弄这这这三大表亲了，忙来。那谁？那谁？那谁？啥来？先忙那个。爸。 ကဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းကျွန်တော်တို့မိသားစုတွေဘာတွေချက်ပြီးတော့ဘာတွေစားကြအောင်မယ်ဆိုတာဆက်လက်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်။နောက်တစ်ဖလော်ရီမှာပြန်တွေ့ပါမယ်။ Bye bye ။